်မင်္ဂလာပါဝေဒီနေ့ဝေဒီမန်မာလီပြပြပေးချင်တာလေးတခုရှိပါတယ်ဝေကိုခုတ်ချင်းလာရင်ဒီမာလီတယောက်ရှိရပါတော့သူကသူ့ရဲ့ case လေးထူးဆန်းလို့ပေါ့နော်သူကဒီအဲအိစာဒီပေါ့နော်သူဒီကြောက်စိတ်တွေဖြစ်တဲ့ ြတနာပေါ့နော်။သူဆောင်မွေးဖြေရမယ်။သူစာရီလည်းရတယ်။ဒါပေမဲ့ဆောင်မွေးဖြေကန်နေပြီဆိုလို့ရှိရင် သူဒီဒီသူ့စိတ်ကိုသူမထိန်းနိုင်အောင်ခြေပြားလက်ပြားတွေအေးလာတယ်။နေမကောင်းဖြစ်တယ်။ဝမ်းပြဝမ်းရှော့တွေဖြစ်တယ်။သူကအဲ့ဒါကသူကအဲ့လို တခုခုကို तू လုံရတော့မယ် तू အတွက်ရေးကြီးတယ်ဆိုရင်အလုပ်တခုကိုလုံရတော့မယ်ဆိုရင် तू အဲ့လိုဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တယ်ဆိုတဲ့ဟာက तू တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်အဲ့လိုမျိုး तू စောင့်မဝဲဖြေတာမျိုးဒီလိုရေးကြီးကိစ္စရက်တွေဆောင်ရွက်ရမယ့်အခါမျိုးတွေတိုင်းမှာ तू အဲ့လိုဖြစ်တယ်ပေါ့နော်အဲ့တော့လူလဲ तू အရင်ကြောက်ပါတယ်တဲ့အဲ့တော့ဒီကလေးလေးကအဲ့လိုဖြစ်တယ်ဝင်းနဲ့ခုတ်ချင်းနေယူပြီးတဲ့အချိန်မှာဒါ तू ဖြစ်တစ်ခုရသွားတယ်ပေါ့နော်အဲ့တော့ဝေဒီဒါလေးကိုဟိုဖြစ်ပြီးတော့ဝေတော့ဒီလိုမျိုးကလေးတွေမှာတချို့ကလေးတွေမှာရှိနိုင်တယ်လို့ဒါတွေးမိပြီးဝေဒါလေးကို sharing လုပ်ခြင်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်ဝေတို့ရဲ့ဘဝမှာအရေးကြီးတယ်လို့ယူဆထားတဲ့အရာကြီးကို့အတွက် ကို့အတွက်အဲ့ပေါ့ဒါကြီးက heavy ပေါ့နော်ဒါကြီးကိုငါလှူရတော့မယ်လို့ယူဆထားတဲ့အချိန်နေမှာဘူးစိတ်လှုပ်ရှားရတယ်ပေါ့နော်စိတ်လှုပ်ရှားရတယ်စိုးရင်စိတ်တည်းရှိတယ်ပူပန်စိတ်တည်းရှိတယ်အဲ့လိုဖြစ်တဲ့အချိန်မှာဒီအလုပ်ကိုလုပ်တဲ့အချိန်မှာကို့မှာ quality လည်းရှိတယ်ရေချင်းလည်းရှိတယ်ပြောချင်တာစာလည်းရနေပြီးသားစာရင်းလည်းတည်နေပြီးသားဖြည့်လည်းဖြည့်နိုင်တကယ်ဖြည့်တော့လည်းဖြည့်နိုင်တယ်ဒါပေမဲ့အဲ့မဖြည့်ခင်မှာသူ့မှာအဲ့ဒီစိုးရင်စိတ်ကသူ့ရဲ့ ရထားပြီးသားစာရည်တန်းသူပျောက်ထွက်သွားတယ်ပေါ့နော်အဲအဲ့လိုအခြေအနေမျိုးရေဆိုတော့ဒီဟာလေးတွေကိုဝီလို့ control ပေါ့နော်ဆက် control အကောင်းလာဖို့ဒီလိုမျိုးလေးတွေစိုးရင်စိတ်တွေမဖြစ်လာအောင်ဘလိုဘလိုနေရမလဲပေါ့နော်အဓိကတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ပထမအဆင့်လောက်ရမယ်ပေါ့နော်ကိုယ့်ကိုယ်အခုဒီကလေးဆိုရင် तू စာတွေကို तू လုံးတော့လုံးနေတယ်အကုန်လုံးတော့ तू တရားရခိုင်လုံးတော့မပြီးသေးဘူးဒါပေမဲ့ तू 90ရခိုင်လုံးတော့လုံးလိုက်တဲ့အချိန်မှာသူ့ကိုယ်သူယုံကြည်မှုတွေတော်တော်ရှိလာတယ်အဲ့ဒါခုနလို့ စိုးရင်စိတ်တွေရှိလာတော့ညာလဲသူဒါကိုဆက် run နိုင်တယ်ပေါ့နော်ဒါပေမဲ့ तू ဒီထက်ပိုပြီး तू လုံးဝစိုးရင်စိတ်မရှိတက်တော့တက်တာဖြေနိုင်ဖို့ဆိုရင်ကြတော့ next level तू စိုးရင်နေတဲ့အပိုင်းနေ तू ကြောက်နေတဲ့အပိုင်းနေဝေတော့ရှာဖွေရှာဖွေဖို့လိုတယ်ရှင်းထုတ်ဖြစ်ဖို့လိုတယ်အဲ့ဒါအကောင်းဆုံးနိလန်ခါတော့ဘူးကိုဘာကြောက်နေတာလဲဆိုတာ write down ဆွဲထုတ်ပြီးခြာရေးကြည့်လားဒါဒီထဲမှာဒီလိုဖြစ်တဲ့ကလေးတွေ ညီကောင်မောင်နှမတွေရှိရင်လည်းဝရဒါနီလန်းလေးတခုရအောင်ပြောပြပါမယ်เนาะအဲ့လိုစိုးရင်စိတ်တွေတက်လာတယ် anxiety တွေဖြစ်လာပြီးဒီအလုပ်ကိုကိုလှုပ်လဲလှုပ်ရမှာမဖြစ်မနေလှုပ်ကိုလှုပ်ရတော့မှာဒါပေမဲ့ဒီလိုစိုးရင်စိတ်ကြောက်စိတ်တွေကြောက်ကိုရှစ်ဆက်လှုပ်လို့အဆင်မပြေတော့ဘူးဆိုလို့ရှိရင်ကိုကြောက်ရွံ့နေတဲ့အချက်တွေကိုဆွတ်ထုတ်ပြီးရေးချကြည့်ဘယ်နှချက်လောက်ရှိလဲ10ချက်လား15ချက်လားကိုပူပန်နေတဲ့အရာတွေကဘာတွေလဲဆွဲထုတ်ပြီးခြိုက်ရေးကြည့်လိုက်ပါအဲ့ဒီအရာတွေကိုကိုတကယ်မကြော်လွားနိုင်တော့ဘူးလားဆိုတာကိုကွက်ကိုခြိုက်ရေးကြည့်ကိုကြောက်နေတယ်ဆိုတဲ့အရာတွေလည်းတစ်ဖက်မှာပေါ့နော်စာမျက်နှာ ရဲ့တစ်ဖက်မှာကိုကြောက်တဲ့အရာကိုချရင်မယ်ညာဘက်တစ်ချမ်းမှာကြတော့ကိုကြောက်တဲ့အရာကိုကိုဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးလို့ compare လုပ်ပြီးတော့ဗောနော်ချရေးကြည့်ဗောနော်တကယ်တော့ဝေတို့တွေးနေတာလေအတွေးတွေပဲအမိုက်တွေပဲတကယ်တော့တကယ်လှုပ်လိုက်တဲ့ချိန်မှာအဲ့လောက်ကိုကြောက်စရာမကောင်းနေဘူးနော်အဲ့ဒါပေမဲ့အတွေးထဲမှာတွေကိုကြောက်ပြီးတော့ဒီအလုပ်ကြီးကိုရှင်းမဆက်နိုင်ဖြစ်ရတဲ့သူတွေအများကြီးပဲဗောနော်အဲ့တော့ ဒါလေးမျှောက်ပေးခြင်းဖြစ်ပါတယ်ကြောက်စိတ်တွေပေါ်လာရင်အဲ့ဒီကြောက်စိတ်တွေတကယ်လားစိုးရင်စိတ်တွေပေါ်လာရင်ဒီစိုးရင်စိတ်တွေတကယ်ဖြစ်မှာလားဆိုတာလေးကိုစာရွက်တရွက်မှာခြာရည်ကြည့်နော်